အလွန်တရာတဲ့နေလေးတစ်ခုမှာလူမယားများဟာတော်တဲ့ကိုတော်ပဲစားထလာခဲ့ကြပါတယ်။နောက်သားအကြီးဆိုင်နေရုတ်တရက်မြမဖြစ်သူရီမာပေါတာလို့ဖေးရင်ကိုချက်ချင်းပြေးရတယ်။တော်ရဲမှာတခြားသောအင်စာပုံမာရီယာတူတူပါဝါနဲ့သူနေဆိုင်ကြတယ်။တနည်းအားမှာတော့ပုဖလန်လေးတုံးကောင်ဟာမိဘတွေနဲ့တူပြန်မပြန်နေတင်ကြနေရဖြစ်ပါတယ်။အဲ့ဒီထဲကမီတုတ်ဆိုတဲ့ပုဖလန်မာလေးဟာချက်ပိုးလေးခြားလေးကနေချီတိုင်းခြားလို့ဆိုပြီးတဆဆူကြည့်တယ်။ပုဖလန်မာလေးလည်းအတန်တော့ကိုလိုင်းလိုင်းနဲ့မိဘတွေနဲ့ကွယ်ပြီးတနတ်ထရီရောက်ရှိလာတယ်။တနည်းအားတော့တင်ငုတ်တူပေါ်ရှင်ကောင်းလေးနားနေရတယ်လို့မဖြစ်စေဘဲသူပါဝင်သားတယ်။အဲ့ဒီချိန်မှာပဲမီတုတ်နားကိုရှင်ကောင်းကြီးလေးကောင်ဝင်လာပြီးတူဝီဝီနဲ့ဝိုင်းဝိုင်းချင်းချောက်ကြတယ်။မီတုတ်လည်းချက်လို့ဆိုပြီးထပ်ပြင်းကြီးကြောက်ဆောင်တဲ့တိုင်ပြီးပြီးတောင်မှတစ်ခုမှပြုတ်ထွက်သွားတော့တယ်။ရှင်ကောင်းလေးရ ကတော့ကင်မေးတော့ပြီဆိုပေမဲ့တောင်မှတစ်ဖက်ကတော့မရှိတော့ပါဘူး။မီတိုလေးကြောက်ဆောင်လေးဂျာလေးကလည်းကြိုးစားထွက်လာပြီးအော်ဟဲကူညီတောင်းကြည့်တယ်။ဒါပေမဲ့ဘယ်သူမှလာမကူညီလို့မီတိုလေးလည်းညာနေအောင်ကြံနေခဲ့တဲ့ဂျာဘူးလေးဝဲဝဲအိမ်နေလိုက်ပါပြီ။အနောက်ရောက်တော့တဝီဝီနဲ့အပန်းချဲကြီးထချာရပြန်လို့မီတိုလေးအိယာကလည်းနိုးလာတယ်။အိဇာပါတော့၆တောင်ကလည်းမီယာနေအောင်ကြံခဲ့တဲ့စားစရာလေးကိုနေပန်းဖေးလို့လာတင်နေကြတာဖြစ်ပါတယ်။ဒီလိုနဲ့ခဏကြာတော့သူတို့နာကိုပြည့်စိနဲ့အုပ်စုတစ်ခုရောက်ရှိလာတယ်။ပွဲကောင်းဆောင်ကတဂျာနဲ့ငွေစားရတော့ပုဖလန်မာလေးဝင်ပုံးနေတဲ့တတားလေးတစ်ချက်ဝင်ကြည့်တယ်။ဒီလိုနဲ့ထဲမှာရှိနေတဲ့တဂျာကလေးကောင်းမီကြီးလိုက်ပြီးဆွေချရပြီးစုမချန်အဖွဲသားလေးကိုလမ်းခေါ်တယ်။မီတိုလေးနေတိုင်းပြည့်စိတွေတဲတဲ့ဘူးရဲ့ပါသားပေးချတာပုံစံပြန်မဲ့လမ်းပေါ်ရောက် ောက်ရှိလာတယ်။အဲဒီကျွန်တော်ရဲ့ဖူစီအနေကောင်ရောက်ရှိလာလို့နပူလူလည်းကြားကလေးနမဝင်ပုန်းလိုက်ကြတယ်။ဒါကိုဘုမစီပါမစီနဲ့မီတုတ်ကလည်းကြောက်ပြီးလမ်းအောင်လို့ဖုတ်ကလည်းလမ်းမီထွက်ပြေးသွားပါပြီ။နပူတို့ကလည်းဒီအတွက်မီတုတ်ကိုကျေးဇူးတွေဝိုင်းတင်ကြတယ်။မီတုတ်တောင်ကျွန်းနေမှန်းသီးတော့နပူတို့ကလည်းသူတို့ချက်တော့မစီလိုက်ခဲ့ဖို့ဖိတ်ခေါ်တယ်။ဒီလိုနဲ့မီတုတ်လည်းကြားဘူးပေါ်လေးမှခေါင်းဆောင်ချင်းနဲ့သူတို့ဘီယမာကြီးတဖွဲ့လိုက်ပါလာရတယ်။ဒီလိုနဲ့တနေရာရမှာတော့ခုဆိုးသူနဲ့ပြေးဆေးပွဲနဲ့ထိတိုက်သွားတွေ့ကြတယ်။ဒါပေမဲ့အနောက်ကောင်ဆောင်ကြီးကတခြားကလေးတွေလက်ဆောင်ပေးလိုက်လို့ okay နာစာပြန်ဖြစ်သွားပါပြီ။ဒါပေမဲ့နီပူတို့ကတော့တပိတခြားကဲအကုန်လုံးချင်းနဲ့နောက်ကနေထချက်မကွာလိုက်လာကြတယ်။နပူတို့ဖွဲ့ကလည်းတီးတီးချင်းပဲအကုန်လုံးတတားတွေကမိကြီးနဲ့မြောက်ချရင်လုံအောင်ထွက်ပြေးကြပြီ။ဒါအောင်နီ ီဘူးတို့ဖေးကလည်းနောက်ကနေအချိုးရီဘူးကိုစီးပြီးထားလိုက်တယ်။ဒီကြားထဲမီတုတ်ကလည်းထပ်ပြင်းနေအိမ်ရှိချော်ပြီးရေတွေကပုတ်ချသွားပြန်တယ်။မီတုတ်လည်းငါးစားဖြစ်တော်မလို့ရှိတဲ့နှပူတို့ပြန်ခေတော်လို့ဘူးတွေပြန်ပါသွားခဲ့ပါပြီ။ဒီလိုနဲ့နှပူတို့လည်းရေတွေကိုနိုင်စီးစင်းလာရင်ဒီဘူးတို့လက်ကနေလွမြောက်လာတယ်။အဲနောက်ရရှိလာတဲ့ကြားခဲလေးကိုချီပြီးနှပူတွေတောင်ပုတ်ဖြစ်ချတတ်ကြတယ်။ဒါမှမီတုတ်ကလည်းသူနဲ့မျိုးတို့ကောင်လက်မြေမှာအတောင်မရှိလို့ပြည့်စွေတင်တော့ပဲဆက်ရှော့ခဲ့ရပါရယ်။နောက်ဆုံးမှာတော့မီတုတ်နဲ့နှပူတို့ဖွဲ့လည်းရေခပြင်းနဲ့ချက်တောင်မှုစီကိုရရှိလာခဲ့ကြတယ်။နှပူတို့စကြမှာတော့ပြည့်စွေတန်ကဘီယံမားကိုလက်ဆောင်ပနာလေးဆက်တာဖွက်လွန်များနေကြပါရယ်။ဘီယံမားကြီးကလည်းဆက်ထားတဲ့လက်ဆောင်တွေကိုချင်းနဲ့ဥတလုံးစီဥချပေးတယ်။ဒီလိုနဲ့ကြားခဲကိုစာကြည့်လိုက်တဲ့အခါမှာတော့ဘီယံမားကြီးက ကလည်းအလွန်ဂုံးစီတီပြီးဥတွေတပြုတ်ပြုတ်ချတော့တယ်။ဒါပေမဲ့လာရောက်ခံလိုက်လာတဲ့နေပူရောဖဲကတော့နေပူရောရဲ့အတိုက်ကိုသိရှိသွားပါပြီ။နေပူတို့ကလည်းဒီကိစ္စသူတို့ပြင်မကိုတောက်တဲ့နာပြီးနေပူရောကိုဝင်ပြုတ်ပြင်ဆင်လိုက်ကြတယ်။ဒီလိုနဲ့နေပူရောလည်းရှိသမျှလည်းနဲ့အင်အားတွေဆွဲကမ်းပြီးနေပူရောတိုက်ကိုချီတက်လာခဲ့ကြပါပြီ။ဒါပေမဲ့ပျက်စီးနေတဲ့ချာအိမ်မပြောင်းနိုင်သူကတော့မိတုပ်ပဲဖြစ်ပါတယ်။မိတုပ်လည်းမိသားစုကိုတတိယတောင်ပေါ်ပြင်မကိုလန်ခဏထွက်ရှောက်တယ်။အဲဒီမှာပဲကျောက်ကမှာတမန်ပါဆာလေးအစ်တထနေတာကိုမြင်လျက်လို့နေငယ်ပြောင်းဆင်သွားရပါပြီ။ဒီလိုနဲ့မနန်နူလာကနေပူရောကိုနေပူရောတိုက်ကိုဝင်ထားတာကိုတွေ့ရတယ်။နေပူရောဝိုင်းပြီးတောင်ပေါ်ကိုဖြုန်နေလို့နေပူတို့ကလည်းနှစ်ပါးကလေးနဲ့စားခဲ့ပြီးပြချတယ်။ပြင်မရဲ့ညချာချာရမိတုပ်ကလည်းစီအေးပြူဟာတွေကိုအတိုင်းမခံနိုင်တော့ ပေါ်ဆွေးနွေးရပြီ။နပူတို့ကပြအိုးလေတောင်မိုးထိမှနေရာချနေတော့နီပူတို့ကလည်းထင်းရှူးသင်းတိုက်ပြီးဖြူကြရတယ်။ ဒါပေမဲ့ပြအိုးကအလုပ်ပဲဖြစ်သွားလို့အနီတုတ်ကိုပြီးဖြုတ်ပေးလိုက်တော့တယ်။ကဆူစွာနဲ့မီဒီဆန်ကလည်းကုံသွားလို့နင်းနေပြန်နိုင်တဲ့မီတုတ်ကပဲကြောက်ရွံ့ပြီးပြုတ်လို့တယ်။အခုမှတောင်ပန်တဲ့နဲ့ဆပြမှာဖြစ်လို့နပူတို့ကလည်းမီတုတ်တက်ဆက်ကိုဆွန်လေးဝိုင်းလို့ပေးကြတယ်။မီတုတ်လည်းမီဒီဆန်ပူစီရောက်ရှိသွားပြီးမဲ့လမ်းမှာပင်ကွန်းနဲ့တွေ့ပြီးသူ့တိုက်စီချူသွားပါပြီ။ကံကလည်းဆိုးချင်တာပင်ကွန်းကိုစားခဲ့ဖားတကောင်အရင်ရောက်ရှိလာပြီးမီတုတ်ကိုတဲတန်လိုက်ဖမ်းတော့တယ်။ဒါပေမဲ့မီတုတ်ရုံရင်ကန်ရင်ကနေဘေးရရောက်ပြုတ်ချသွားလို့ဖားလည်းခံပူပြီးထူသွားပါပြီ။ဒီလိုနဲ့မီတုတ်လည်းမီဒီဆန်မှုရရှိလာပြီးနပူတို့တိုက်ကိုပြန်ချီလာတယ်။အဲဒီချိန်လမ်းမှာရှိတန်ချလို့ဆူပြီးဝင်ကြည့်လိုက်တာသူ့လိုပုံဖန်ထီးလေးကိုရှင်ကောင်းနေဝိုင်းနိုင်ရှင်းနေတာကိုသွားတွေ့တယ်။ဒီလိုနဲ့မီတုတ်ဝင်ခဲ့ပြေးလိုက်လို့ရှင်ကောင်းနေလည်းထပ်ပေးသွားပြီးနှစ်ကောင်သားချီဆိုင်နေလိုက်ကြတယ်။ဒါပေမ ဲ့ဒီဆိုင်နေလို့မရတဲ့မိတို့ကတော့မိချစ်ဆံပေးပြီးပြန်လာမယ်ဆိုပြီးခရီးပေးလိုက်ပါပြီ။ဒီလိုနဲ့မိတို့လည်းမိချစ်ဆံဘူးကိုနပူတို့တိုက်စီအာမင်းမရှိယူနိုင်ခဲ့ပါရဲ။အကြောင်းနပူတို့လည်းပြောင်းအောင်အကုတ်ပစိန်ပြန်ယူနိုင်ခဲ့ပြီးနပူတို့ကိုပြထုတ်ပြလိုက်တော့တယ်။ဒီလိုနဲ့ပဲနပူတို့လည်းတပြန်ခောက်သွားခဲ့ပြီးနပူတို့လည်းမိတဲ့ဟာလေးလူအောင်တွင်နဲ့ပြန်ဝင်နေလိုက်ကြတယ်။တော်ရဲမှာမိလောင်တော့မိသားသမားတွေကလည်းချက်ချင်းရောက်ရှိလာပြီးမိပိုင်းညင်ပေးလိုက်ကြပြီ။ရေကြောင်နပူတို့တံပိုးပြောသွားပေမဲ့လည်းအကုန်လုံးကတော့တက်ရှင်ချင်ရေးခဲ့ပါရဲ။အချိန်လေးကြာလာတော့မိတို့လည်းသူကတင်ပေးခဲ့တဲ့ဖိုးဖလာထီလေးနဲ့ညာဘက်ကလေးငါးကောင်ဖားမြင်တယ်။အလိုကျိုးစားတဲ့ပြဆင်းတဲ့ကလေးတို့ရဲ့အိမ်လေးကိုခဏတက်မှပြန်လိုက်ပြီးဆောက်ကြတယ်။ပိုပလန်မာလေးနဲ့နပူတို့ဖေကလည်းအခုချိန်လေးဆက်သွားမှပြခင်မင်းလေးရဲ့ချက်ပြီးဇာတ်လမ်းလေးလေးပြီးဆုံးသွားပါတယ်။ ်။မေဆွေတို့ရဲ့ဒီစကားလေးကိုကြည့်ပြီးမိတို့လိုအင်အားနဲ့ရအောင်ခွက်ထပ်ပြီးလင်လောက်ရအောင်လိုက်ကြပါ။ကျေးဇူးတင်ပါတယ်။